အားလုံးပဲမင်္ဂလာပါခင်ဗျာ။ MP သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ2ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရုံးမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲ TNL ရဲ့တန်းပြေဖြစ်ပေါ်ရေးအိမ်မက်ကိုရိုက်ရှိုးနိုင်ခဲ့ပြီလို့စစ်တပ်ကြုံးွားတဲ့သတင်း။ကြောက်မဲတိမ်ပြဲနောက် TNL တင်ထားတဲ့မြို့နှစ်ခုကို စတင်တိုက်ခိုက်လာတဲ့စစ်တပ်ပေါ်တာဆွဲစီဗန်တွေဖမ်းရဲ့မြရီဂျင်းမုံဦးနှောက်သွေးကြောပြတ်ပြီးတည်ဆုံးတဲ့သတင်း။ လက်ရှိမွန်ဝင်ကြီးချုပ်ပိုင်းရာထူးဆက်မြင်းနိုင်လို့ပေါင်းစနေတဲ့စီးပွားရေးသမားတွေပျော်နေတဲ့အကြောင်းရေးမှရေးနှင်းငယ်စစ်တနက် DKB ရဲ့ပူပေါင်းစစ်ကြောင်းအခြေအနေပိုင်ဆံမှုတက်လာတဲ့ Elon Musk ကန်ဒေါ်လာဘီလီယံ900ကျော်အထိရရှိလာတဲ့သတင်းအဲ့လို တနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့တော့ပထမအဦးဆုံးတင်ဆက်ပေးချင်တာကတော့ TNL ရဲ့တန်းပြေဖြစ်ပေါ်ရဲ့အိမ်မက်ကိုရှက်ရှုံနိုင်ခဲ့ပြီလို့စစ်တပ်ကြုံဝါလိုက်တာဖြစ်ပါတယ်။ရှမ်းမြောက်ခြေဆိုင်တန်းတက် TNL စီကဒုတိယမြောက်မျိုးအဖြစ်ကြောက်မဲမျိုးကိုစစ်ကွန်မရှင်တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ဒီနေ့မှာကြေညာလာပါတယ်။ August လတုန်းကနောက်ဆုံး၃ချိန်မြောက်ကုဝင်းတွတ်ဆုံပွဲမှာသူတို့တောင်းတဲ့မျိုးတွေကိုတန်းတက်ဘက်က မပေးဖို့ညင်းပယ်ခံရအပီးတရုတ်အကူရှိနေတဲ့စစ်တပ်ဘက်ကကြောက်မဲနဲ့တီဘောကိုတိုက်ယူမယ်လို့တုံ့ပြန်ထားခဲ့ရပါတယ်။ ဒီလိုအကြောင်းမျိုးပြန်လဲထိန်းချုပ်လိုက်နိုင်တဲ့အကြောင်းစစ်ကောင်မရှင်ရဲ့တရင်ကြတွေကနေတဆင့်အခြေတဝန်ကျေတာဖော်ပြပါတယ်။အဲ့ဒီအထက်မန္တလေးလာရှုပ်ကုန်သွယ်လမ်းမပေါ်ကခရိုင်မျိုးဖြစ်တဲ့ကြောင်းမျိုးကိုမြေပြင်ဝင်းစစ်ကြောင်းတွေတံပြင်တိုက်စစ်တွေနဲ့အတူပီဂရက်စတင်မာလာကွေကာစပီထုတ်စစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ထစ်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ဒါကြောင့်တန်အပြင်းနဲ့ရရှိရဲ့စစ်ကူအိမ်မက်မှာပါဝင်တဲ့မျိုးရွာတွေကိုစစ်တပ်ကတမျိုးပြီးတမျိုးပြန်လဲထိန်းချုပ်ပြီး တီအန်အယ်ရဲ့အိမ်မက်တွေကိုတစ်ခုပြီးတစ်ခုရိုက်ရှော်နိုင်ခဲ့ပြီလို့စစ်ကောင်စီကဆိုထားပါတယ်။ဒါအပြင် ပြီးခဲ့တဲ့ဇူလိုင်16ရက်ကနောင်ရှိုကိုလည်းထိန်းထားလိုက်နိုင်တဲ့ကြောင်းကြောင်းမဲနောင်ရှိုပြင်ဦးလွင်ပြည်ထောင်စုလမ်းပိုင်းကိုလည်းစစ်တကပြန်စိုးမိုးထားနိုင်ပြီလို့ဆိုထားပါသေးတယ်။ကြောင်းမဲမြို့တိုင်တိုက်ပွဲ21ရက်တာကာလအတွင်းစစ်တပ်နဲ့တီအန်အယ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲပေါင်း112ကြိမ်ဖြစ်ပွားခဲ့ရမှာတီအန်အယ်ဘက်ကအလောင်း60တလောင်းလက်နက်40တလောင်း ခရင်နဲ့ဆက်ဆက်ပစ်စီပဲတင်ပိုက်ရရှိခဲ့လို့ဆိုထားပေမဲ့စစ်တပ်နဲ့အရာရှိစစ်တပ်တချို့ပဲထိခိုက်ဒဏ်ရာရတယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။ကြောက်မဲမျိုးကိုစစ်တပ်ထိန်းချုပ်လိုက်ပေမဲ့ကြောက်မဲမျိုးအနည်းကစစ်တပ်ရဲ့ချင်းမြန်တက်ရင်အမှတ်939 932နဲ့အမှတ်စင်နဲ့စစ်စင်ရဲ့ကွက်ကင်မုံဌာနချုပ်ကိုတော့ KNL နဲ့ပူပေါင်းတက်တွေကထိန်းချုပ်ထားဆဲဖြစ်ပြီးအဲ့ဒီနေရာတွေကနေခုခံနေရတဲ့အတွက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။ ဒုတိယအနေနဲ့ကြောက်မဲတိမ်ပြန်နောက်ထင်းနယ်လေတိမ်ထားတဲ့မြို့နှစ်ခုကိုစစ်တပ်ဘက်ကစတင်တိုက်ခိုက်မှုပြုလုပ်လာတာကိုတင်ဆက်ပေးခြင်းပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်အန်တက်တင်းနယ်လေထိမ်းရှုပ်ထားတဲ့နံမတူးနဲ့မန်တုံမြို့နယ်ကိုဒီနေ့မနက်ပိုင်းမှာစစ်ကော်မရှင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လိုက်ပါတယ်။ဒါဟာကြောက်မဲမြို့ကိုတိမ်ပတ်အပီးချက်ရှင်းဆိုသလိုတင်းနယ်လေထိမ်းရှုပ်ထားတဲ့မြို့နှစ်ခုကိုလေကြောင်းကနေစတင်ထိမ်းချောက်လိုက်တာပါ။အဲ့လိုပုံကျဲမှုကြောင့်နံမတူးမြို့ရက်ကွက်ရှင်းတဲ့ မန်တုံမြို့နယ်အထက်ကိုမနက်9:00နာရီမိနစ်20လောက်မှာဘုံကျဲသွားရဲလို့ PSLF TNL ကသတင်းထုတ်ပြန်ပါတယ်။အဲ့လိုဘုံကျဲမှုတွေအထက်နံပါတ်2မှာအရက်သား3ဦးသေဆုံးတဲ့အပြင်ကလေးတွေအပါအဝင်9ဦးထံရခဲ့တယ်လို့နေရင်ရှစ်လုံးထိခိုက်ပျက်စီးသွားရဲလို့ဆိုပါတယ်။ဒါအပြင်မန်တုံမြို့အနီးကိုလည်းစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာ20နဲ့ဘုံလာကျဲသွားရဲလို့သိရပေမဲ့ TNL ဘက်ကတော့မန်တုံကအခြေအနေကိုထည့်သွင်းထုတ်ပြန်လာတာမတွေ့ရပါဘူး။ လွန်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ28ရက်နေ့2024ခုနှစ်ဇွန်လ25ရက်တို့မှာနှစ်ပိုင်းခွဲပြီးစတင်တိုက်ခိုက်ခဲ့တဲ့မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့အအောင်မြင်ဆုံးစစ်စင်တက်သူများနှစ်ခုစစ်စင်ရတဲ့တဲကနေချမ်းပြေမြောက်ပိုင်းကကြောက်မဲတီဘောနန်းဆန်မိုင်းလုံမိုးမိတ်မန်တုံငမတူကွက်ခိုင်နောင်ရှုနန်းခမ်းမိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမိုးကုံးမြို့တို့ကို TNL ကတင်ယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်16ရက်မှာနောင်ရှုနဲ့ အော်တိုဘားလာ၁ရက်မနေ့ကကြောက်မဲမျိုးတွေကိုလက်လွတ်ဆုံးရှုံးထားရပြီဖြစ်ပါတယ်။စစ်တပ်လော်ဘီတွေကလည်းတင်းနယ်လေထိန်းချုပ်မျိုးတွေကိုဆက်လက်တိုက်ခိုက်မယ်လို့စတင်ဝါရဖြန့်ရှင်နေကြတယ်လို့စစ်ရဲအကင်းခတ်တွေကလည်းကြောက်မဲနဲ့အနီးဆုံးကတီဘောမျိုးပါထပ်မံတင်ပိုက်ခံရမှာကိုစိုးရိမ်နေကြပါတယ်။တာရီယာသတင်းကတော့ပေါ်တာဆွဲစီဒီအန်ရဲ့ဖန်နေရဲ့မြရီရေမုံဦးနောက်တွဲကြောပြတ်ပြီးတည်ဆုံးသွားတဲ့အကြောင်းပြောပြရှင်းပါတယ်။ပေါ်တာဆွဲစီဒီအန်တွေကိုဖန်နေရဲ့ မြောက်ရီရင်မုံဥနှောက်သွေးကြောပြက်ပြီးတည်ဆုံးသွားတယ်လို့မြို့ခံတွေနဲ့ private လုပ်တယ်လို့ဆီကနေသိရပါတယ်။ Granite ရှားဆောင်တက်ထိန်းချုပ်ထားခြင်း scan တွင်အောင်းနေတဲ့မြောက်ရီမျိုးနဲ့ရေတက်ဖွဲ့ဝင်တွေဟာခလာရ2.5တက်တွေပြန်ဝင်လာပြီးနောက်ပိုင်းမြောက်ရီမှာရဲတွေပြန်လဲတက်ကြွလာခြင်းမှာပဲတည်ဆုံးသွားတာလို့သိရပါတယ်။မြို့နဲ့ရေတက်ဖွဲ့မုံရင်မုံအောင်းနိုင်ဦးဟာအော်တိုဘလာတည့်ရက်မနေ့ညပိုင်းကရုတ်တရက်ဆိုသလိုတည်ဆုံးသွားတာလို့မြို့ခံတွေကဆိုပါတယ်။ ရဲတွေကမြောက်တွေမှာပြည်သူတွေတွေ့နေတဲ့အခက်အခဲတွေကိုမဖြစ်ရှင်းပေးဘူးကိုဆိုလူနိုင်ဓမြလောင်ကစားမြောက်တွေမှာအစုံပိုင်းအဲ့ဒါကိုမသိရှင်းအောင်ဆောင်းပေါင်းစားနေပြီးတော့သူတို့ကစီဒီယန်ဖန်းတာနဲ့ပေါ်တာဆွဲတာကိုပဲဒီဇိုင်းမမတ်လုပ်နေကြတာအခုတည်သွားတဲ့ရင်းမုံကဥဆောင်ပြီးတော့ဘောလို့မြောက်တွေကပရိုက်တာတမတူကပြောပါတယ်အာနာတိုင်းပြည်နောက်မြောက်တွေမြို့နယ်ရှားကြီးရင်းမုံအဖြစ်ခန့်အပ်ခံထားရတဲ့အောင်နိုင်ဦးဟာပြည်ကနေ2024ခုနှစ်က မြို့သိမ့်ပိုက်ခံရပေမဲ့ယာတို့ဆက်မြဲနေကြတာလည်းဖြစ်ပါတယ်။သူတစ်ဆုံးမှာမိုးရစေဝါအလွန်ကျွန်30လောက်တစ်ဆုံးလာလို့မြို့ခံတချို့ကပြောဆိုနေကြပေမဲ့ MP ရဲ့တရင်မြက်ကအတင်မပြုတ်ပေးသလိုဆက်လက်စုံစမ်းနေဆက်လက်ဖြစ်ပါတယ်။ပေါ်တာဆွဲဖမ်းဆီးရတဲ့လုံနေလို့တော်လင်းတက်တွေကမြောက်ရီမြို့နယ်ရေစကန်ကိုနှစ်ကြိမ်ထပ်မနေ drone နဲ့ဘုံကျဲတိုက်ခိုက်ပြီးသတိပေးမှုနဲ့ပြုလုပ်ခဲ့ပါသေးတယ်။လက်ရှိမြောက်ရီမှာ time back က73စင်နဲ့လျှက်စမိန်ပေးတာဖြတ်တောက်ထားသလို့ အောက်ဖက်ဖန်နဲ့မော်လမြိုင်ဘက်ကလည်း73စီတေယူခွင့်ကိုစစ်ကော်မရှင်ကကန့်တက်ထားတဲ့အတွက်73စီလုံလုံလောက်လောက်မရတာဇင်းလုံးမြင့်တက်နေရတဲ့ကြောင်းကုံဇင်းလုံးအဆက်မတန်မြင့်တက်မှုန်တန်ကိုလည်းခံစားနေကြရတယ်လို့မြို့ခံတွေစီကနေသိရပါဗျ။ဆက်လက်ပြီးလက်ရှိမုံဝင်ကြီးချုပ်ပန်းရာရုဆက်မြင်နိုင်လို့ပေါင်းစားနေတဲ့စီဝါရေးသမားတွေပျော်မွေးနေတဲ့တင်းကိုပြောပြရှင်ပါတယ်။လက်ရှိစစ်ကော်မရှင်ခန့်မွန်ပြည်နယ်ဝင်ကြီးချုပ်အောင်ကြည်သိန်းဟာရှောင်းဆုံမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနေကနေ ဝင်ရောက်ရှင်ပြိုင်ဖို့တေချာတလောက်ရှိနေတယ်လို့သတင်းရရှိပါတယ်။ဒါအပြင်မွန်ပြည်နယ်တွင်ရွေးကောက်ပွဲအပိုင်းတစ်ဝင်ဖို့မင်းအောင်လန်ကတိုက်ရိုက်ဆွေးနွေးတူတဲ့အထက်မှာဝင်ကြီးရှုပ်အဆင့်မှန်းနိုင်တဲ့ဗိုလ်ချုပ်အဆင့်တွေမပါဘူးလို့လည်းစစ်တပ်တောက်တိုင်ပါတီနဲ့နှိဆက်သူတွေကပြောပါတယ်။ဒါကြောင့်အောင်ကြည်သိမ်းမန်းမွန်ဝင်ကြီးရှုပ်ဆက်ဖြစ်နိုင်တယ်လို့တည်င်းကြီးနေပြီးသူနဲ့ပေါင်ပေတန်းမွန်စူပါရှာစားတဲ့ရာဇဝတ်ဂိုင်းတာလုပ်ငန်းရှင်တွေမော်လမြိုင်မှာအောင်ပွဲခံနေကြတယ်လို့ပြည်내အစိုးရအဖွဲ့ရုံးနဲ့နှိဆက်သူတူကပြောပါတယ် အခုမော်ဒမြန်ကကေတီပွေတဲ့ဆိုင်ကြီးတွေမှာအောင်ကြည်သိန်းနဲ့ပေါင်းစားနေတဲ့လောင်ဝဇဒိုင်ချုပ်တွေနဲ့တခြားတရားမဝင်စီးဝါရှာစားနေရကောင်တွေအောင်ပွဲခံနေကြတယ်။အောင်ကြည်သိန်းကရှောင်းဆောင်ပြင်းတဲ့လွှတ်တော်ကနေပြန်ရမှာဆိုတော့ဝင်းကြီးချုပ်ဆက်ခန့်မယ်လို့မှန်းကြတယ်။လောလောဆယ်မင်းအောင်လိုက်လွှတ်လိုက်တဲ့အထက်မှာဝင်းကြီးချုပ်ခန့်နိုင်လောက်တဲ့အငင်းစားဗိုလ်ချုပ်တူရဲလည်းမပါဘူးလို့သူကပြောပါတယ်။ရုပ်ောက်ပွဲလုံးဝင်းပြင်းရဲ့ဆွေရဖွဲ့ကိုဝင်းပြင်းရဲ့ကြန့်ခိုင်ရဲ့ပါတီဥက္ကဋ္ဌလက်ရှိဝင်းကြီးချုပ်အောင်ကြည်သိန်းဥဆောင်ပြီး ကြန့်ခန့်ရင်းနဲ့စစ်တကဆီလွတ်သူတွေအထက်ကဝင်ကြီးတွေအဖြစ်ဆက်လက်မောင်းနှင်မယ်ဆိုပြီးစစ်ကူရင်ရဲလို့ပါတီဝင်နဲ့နီးစပ်တဲ့မော်လမြိုင်မြို့ခံတူကပြောပါတယ်တခြားပါတီတွေကလည်းဝင်ကြီးနေရာချလဲတယောက်နှစ်ယောက်ပဲကျန်တာကစစ်တပ်ခန့်နဲ့ကိုလူကြန့်ခန့်ရင်းပါတီဝင်တွေကြီးပဲလို့မော်လမြိုင်မှာနင်းနဲ့အကြာရောက်တဲ့ကျန်းဖွဲ့ပါတီဝင်အုပ်ကြီးတွေကပြောနေကြတယ်လို့သူကပြောပါတယ်မော်မြိုင်နယ်အတွင်းဒီဇင်ဝါလ28ရက်မှာရွှေကောက်ပွဲအပိုင်း1ကိုကြိုက်ထုတ်ကြိုက်မြော်ရှောင်းဆောင်မော်လမြိုင်နဲ့ တထုံမြို့နယ်ရုံးမှာပြုလုပ်သွားမှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းကတော့ရေးမှာအရင်နေတဲ့စစ်တပ်နဲ့ DKB ရဲ့ပူးပေါင်းစစ်ကြောင်းရဲ့အခြေအနေကိုတင်ဆက်ပေးလိုပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်မှာတော်လင်းတပ်တွေရဲ့လျှက်တပြက်တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကင်းတယ်မလို့ DKB ရဲ့နဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းအရင်နေခဲ့တယ်လို့သတင်းရရှိပါတယ်။အော်တိုဘလတ်တရဲ့နေ့လယ်3နာရီခွဲလောက်မှာရေးမြို့နယ်အာယူတောင်ကျေးရွာကထွက်လာတဲ့ အင်အား50ပါဒီကေဘီအန်နဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကိုဝါကျောင်းတော်နားမှာရေဘလူတက်ရင်ကကြားဖြတ်ပျောက်ကြားတိုက်ခိုက်ခဲ့ရာလေးဦးတည်ဆုံးခဲ့လို့သိရပါတယ်။သူတို့ဘက်အချံကဥတည်ပြီးထိုးတာကတော့ရွာတင်းတဲ့ရွာကလေးကိုပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့နေရာဝါကျောင်းမှာတခြားတက်တည်မဲ့နေရာပေါ့။အဲ့ဒီမှာသူတို့လူထိပြီးတော့သူတို့ချက်ချင်းကိုပြန်ဆုတ်သွားတာအတီးပြုတ်လို့ရတယ်ဗျာ။ဘာလို့လဲဆိုရှစ်ပွိုင်းချထားတဲ့သူနဲ့ထိုးတာဆိုတော့လေအဲ့ဒီမှာ၄ယောက်ထိတာနဲ့လဲတာ။ ါပေမဲ့လက်နဲ့တော့မကောက်နိုင်ခဲ့ဘူးကျွန်တော်တို့ကပျောက်ကြပဲကစားတာဆိုတော့အမြန်ပဲပြစ်ပြီးပြန်ဆုတ်တယ်လို့ရေဘလူးတက်ရင်တာဝန်ရှိသူတူက NBA ကိုပြောပါတယ်ပြစ်ခမုံဖြစ်စဉ်အတွင်းအယူတောင်ရွာအခြေဆိုင်ခမရ3လ3ကနေလက်နဲ့ချင်းနဲ့ပြစ်ကိုပေးခဲ့ရလို့လဲမြေပြင်တည်ရင်မြစ်တွေစီကနေသိရပါတယ်ရေမြုံနယ်အတွင်းအမှတ်စစ်ကိုစစ်စင်ရင်ကွက်ကင်မှုဌာနချုပ်စကကစစ်ကိုတရှိပြီးသူလက်အောက်ခံခလာရ6တဲ့ခလာရ2ကိုကိုခမရ3လ3ခမရ 586ခမရ289အမှတ်316မြောက်တက်ရင်တွေလည်းတည်ရှိပါတယ်စစ်သားလေးဦးတည်ဆုံးမှုနဲ့ပတ်သက်လို့ MPA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူးပြီးခဲ့တဲ့ဇူလိုင်1ရက်မနက်9နာရီခန်းကလည်းရင်းမြွန်းနယ်အာယူတောင်တိရွာမှာရှိတဲ့စစ်တပ်ခန်းကုန်းတစ်ခုကိုရေဘလူးတက်ရင်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်နောက်ဆုံးပြပတဲ့တင်အနေနဲ့ပိုင်ဆိုင်မုံတက်လာတဲ့ Elon Musk ကန်ဒေါ်လာဘီလီယံ900ကျော်ထိရှိလာတဲ့အကြောင်းပြောပြရင် ကျွန်တော်တို့ရဲ့ဒီနေ့အတွက်သတင်းတင်ဆက်မှုကိုကျန်းနာလိုက်ပြစေခင်ဗျာ Form Magazine ရဲ့ဗုဒ္ဓကုနယ်ကထုတ်ပြန်တဲ့နောက်ဆုံးဘီလီယံနာစီးရင်အရာကမ္ဘာအရှမ်းတာဆုံးတစ်ထည့် Elon Musk ရဲ့စီးစဉ်ကဒေါ်လာ900.1ဘီလီယံအထိရောက်သွားပါတယ်သူရဲ့ EV car company share တွေပြန်တက်လာတဲ့အပြင်ကျန်တဲ့နေပညာ company တွေရဲ့တန်ဖိုးတွေမြင့်တက်လာကြောင်းဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ Charter Print ရဲ့ညပိုင်းမှာတော့ဒေါ်လာ499.1ဘီလီယံကိုပြန်ကျသွားခဲ့တယ်လို့သိရပါတယ် မက်ဆီယာစီစဉ်ကသူ7.400ခန်းနှုန်းရှယ်ပိုင်ဆိုင်ထားတဲ့ Tesla ကုမ္ပဏီနဲ့အများဆုံးဆက်ဆက်နေပါတယ်။ဒီနေ့ထဲမှာပဲ Tesla share က7.400ခန်းနှုန်းကျော်တက်လာပြီးဗုဒ္ဓဂူနဲ့မှာ3.300ခန်းနှုန်းထပ်တက်လာကြောင်းမက်ဆီယာစီစဉ်ကိုဒေါ်လာ6ဘီလီယံကျော်ပုံမိုတိုးလာစေခဲ့ပါတယ်။နှစ်ဆပိုင်းမှာအခြေအနေမတင်ငင်ခဲ့ပေမဲ့ Musk ကသူ့ကုမ္ပဏီတွေစီပြန်အာရုံစိုက်လာတဲ့အခါယင်းနှုန်နဲ့သူတွေရဲ့ယုံကြည်မှုတိုးလာကြောင်း Tesla share တွေက တဖြည်းဖြည်းမြင့်တက်လာခဲ့တာပါမကြာသေးခင်ကလည်း mask က tesla ကိုကားထုတ်လုပ်ရေးလုပ်ငန်းကနေ ai နဲ့စက်ရုပ်လုပ်ငန်းကြီးအဖြစ်ပြောင်းလဲဖို့အပြိုင်ဆိုင်လုပ်နေချိန်မှာကုမ္ပဏီရဲ့အနာဂတ်ကိုရှုံချကြောင်းပြသတဲ့အနေနဲ့ဒေါ်လာဘီလီယံတန်ဖိုးရှိတဲ့ share တွေဝယ်ယူခဲ့လို့ထုတ်ဖော်ခဲ့ပါတယ်ဒါပေမဲ့ကားရောင်းအားကျဆင်းတာနဲ့အမြတ်ငွေဖိအားတွေကြောင်း share တန်ဖိုးကိုထိခိုက်စေခဲ့ပြီး magnificent seven လို့ခေါ်တဲ့နေပညာ store အကြီးစားအုပ်စုအထက်မှာအချင်းနဲ့အစိုးဆုံးထဲကတစ်ခုဖြစ်နေတော့မှာပဲ ။ဒါ့အပြင်မက်ရှီယာဒုံမြန်ကုမ္ပဏီစပိန်အရှီယာတန်ဖိုးတွေလည်းဒီနှစ်ဇူလိုင်လမှာဒေါ်လာ85ဘီလီယံအထိမြင့်တက်လာတယ်လို့သိရပါတယ်။ Polen Bus News ကလည်းဇူလိုင်လမှာ SPH ကရန်ကုန်ဝယ်ရှာဖို့နဲ့ကုမ္ပဏီတန်ဖိုးကိုဒေါ်လာ400ဘီလီယံလောက်သတ်မှတ်ပြီး share တွေရောင်းချဖို့ဆွေးနွေးနေတယ်လို့သတင်းဖော်ပြခဲ့ပါတယ်။ MPA တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုပေးသူအားလုံးနဲ့တကွာ ဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ။